ပရိသတ်များအားလုံးပဲမင်္ဂလာပါ Star Channel ရဲ့ကျမ်းမာပျော်ရွှင်လူပတ်ဝန်းကျင်အစီအစဉ်ကနေပြီးတော့ပရိသတ်တွေအားလုံးကိုကြိုဆိုလိုက်ပါရရှင်ဒီတစ်ခေါက်မှာတော့ငါးကြီးစီကိုပေအသက်အရွယ်ကနေစတင်တောက်သုံးတင်လဲဆိုတာကိုမျှဝေပေးသွားချင်ပါတယ်ငါးကြီးစီလို့သိကြတယ် Omega 3ဟာကျမ်းမာရေးအကျိုးကျေးဇူးများစွာရှိပေမယ့်တစ်နေ့တာစားသုံးမှုတွေမှာ Omega 3ပါဝင်ဖို့အရေးကြီးတယ်ဆိုတာကိုလူအများစုကသတိမပြုမိကြပါဘူး ။ Omega 3ကရောဂါဖြစ်ပွားခြင်းကနေကျမတို့ကိုကာကွယ်ပေးပါတယ်။ကျမတို့နေ့စဉ်စားသုံးနေတဲ့အစားအစာတွေက Omega 3နဲ့ပါတယ်လို့ကျွမ်းကျင်ပညာရှင်တွေကဆိုကြပါတယ်။လက်ရှိမှာတော့ Omega 3ဆေးတောက်တွေကိုလူတော်တော်များများတောက်သုံးလာကြပါတယ်။ဒါပေမဲ့ဘယ်အသက်အရွယ်ကလေးကစတင်တောက်သုံးတင်လဲဆိုတာကိုသိချင်ကြမှာပါ။ Omega 3ဟာဘယ်အသက်အရွယ်မဆိုအရေးကြီးပါတယ်။ မွေးကင်းစာစလို့အသက်ကြီးတဲ့အထိတောက်သုံးလို့ရပါတယ်။အိုမီဂါ3ကိုလုံလောက်စွာတောက်သုံးတာကနှလုံးရောဂါအကြောရောင်ရောဂါအယိုးပွားရောဂါကင်ဆာရောဂါဖြစ်ပွားခြင်းတို့ကိုကာကွယ်ပေးပါတယ်။ကလေးငယ်များအတွက်အိုမီဂါ3မွေးကင်းစာကလေးငယ်တွေကငယ်ရွယ်လွန်းတဲ့အတွက်မိခင်ရဲ့နှုတ်ကနေအိုမီဂါ3ကိုလုံလုံလောက်လောက်ရရှိသင့်ပါတယ်။အသက်တစ်နှစ်အရွယ်မှာတော့ငါးကြီးစီကိုစတင်ကျွေးသင့်ပါတယ်။ ငါးကြီးစီဖြည့်ဆက်တာကိုမကြွေးခင်ငါးနဲ့တက်တက်မတဲ့ကိုအရင်ဆုံးစစ်ဆေးတင်ပါတယ်။ညံရီထမြက်ချင်းမွေးကင်းစားကလေးငယ်တွေဟာမိခင်စီကအိုမီဂါ3ပြည့်ဝတဲ့နို့ကိုတောက်သုံးရတဲ့အတွက် ကလေးငယ်တွေကညံရီထမြက်ကြရလို့လေးလာသူတွေက တွေ့ရှိရပါတယ်။ကိုဝင်ဆောင်ချိန်မှာအိုမီဂါ3တောက်သုံးထားတဲ့မိခင်ရဲ့ကလေးဟာအိုမီဂါ3မတောက်သုံးထားတဲ့မိခင်ရဲ့ကလေးနဲ့ရှင်ရင်ညံရီထမြက်ပြီးသိမြင်နိုင်စမ်းပုံမှန်မြင်များကြပါတယ်။ ပန်းနာရေကျက်ယောဂအိုမီဂါ3တောက်သုံးထားတဲ့အမျိုးသမီးတွေရဲ့ကလေးဟာပန်းနာရေကျက်ယောဂဖြစ်ပွားမှုနှဲပါပါတယ်။လာမစီပဲမွေးဖွားခြင်းကိုဝင်ဆောင်တွေကအိုမီဂါ3ကိုတောက်သုံးမယ်ဆိုရင်ကလေးကိုလာမစီပဲမွေးခြင်းနဲ့ကင်းဝေးစေပါတယ်။အရွယ်ရောက်ပြီးသူတွေအတွက်အိုမီဂါ3နှလုံးသွေးချောခြင်းယောဂပုံမှန်ငါးကြီးစီစားတဲ့သူတွေကနှလုံးသွေးချောခြင်းယောဂတွေဖြစ်ပွားမှုကို32ရာခိုင်နှုန်းလျှော့နေစေပါတယ်။ ကင်ဆာပုံမှန်အိုမီဂါ3တောက်သုံးတဲ့သူတွေကဘယ်လိုကင်ဆာမျိုးမဆိုဖြစ်ပွားမှုကိုညှော့နေစီရဲ့လို့လေ့လာတွေ့ရှိရပါတယ်။စိတ်ပိုင်းဆိုင်ရာအခြေအနေများအိုမီဂါ3ကအုံနှုတ်လောက်ဆောင်မှုအတွက်အဓိကနေရာအနေပါဝင်ပါတယ်။အိုမီဂါ3ကလူတွေကိုစိတ်ကြယောဂါမဖြစ်ပွားအောင်ကာကွယ်ပေးရလို့လည်းတွေ့ရှိရပါတယ်။ကလေးတွေဟာအိုမီဂါ3အဆက်မပြတ်စားသုံးမယ်ဆိုရင်တော့ သွေးထွက်ခြင်း၊သွေးရနေခြင်း၊အော့အန်ခြင်းနဲ့အခြားပြီးထွက်ဆိုးကျိုးတွေဖြစ်တတ်တယ်ဆိုတာကိုတော့မိဘတွေအနေနဲ့သတိထားတင်ပါတယ်။ပရိသတ်တို့ကကျမအခုပြောပြခဲ့တဲ့ငါးကြီးစီကိုဘယ်အသက်အရွယ်ကနေစတင်တောက်သုံးတင်လဲဆိုတာကိုရောကလေးတွေဟာအိုမီဂါ3အဆက်မပြတ်စားသုံးမယ်ဆိုရင် ဖြစ်တတ်တဲ့ဘေးထွက်ဆိုးကျိုးတွေတတိထားခြင်းအပြင်ရော သင်တို့ရဲ့ကျမရေးကိုဂယုဆိုင်ပါလို့ပြောရင်ねဒီအစီအစဉ်လေးကိုအဆုံးသတ်လိုက်ချင်ပါတယ်ရှင်။နားဆင်ပြီးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။